အခုအကျင့်တွေပြောင်းရင်ဘဝတွေလည်းပြောင်းမယ်ဆိုတဲ့ဆရာမျိုးလွင် MBA ရေးသားတဲ့စာအုပ်လေးတဲကသင်အကျင့်တွေဘယ်ကလာတာလဲဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးမယ်နော်သင်အကျင့်တွေဘယ်ကလာတယ်လဲဘဝတခြားသင်အကျင့်အများစုဘယ်ကရလာတယ်လဲ ကျွန်တော်လောင်းရဲပါတယ်တင်စဉ်းစားခဲ့မိပါဘူးအကျင့်တွေအလိုလို ဖြစ်လာတာမဟုတ်ပါဘူးတခုခုကနေရလာတာကြီးပါပဲအကျင့်တွေမြစ်ဖြားခံတဲ့နေရာတွေဟာကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီတင်လက်ခံစီဖို့အတွက်လှုံ့ဆော်ပေးခဲ့တာဖြစ်ပါတယ်အကျင့်တွေဟာကျွန်တော်တို့ဘဝတစ်လျှောက်ထိတွေ့ပေါင်းသင်းခံရတဲ့လူတွေစီကအဓိကရခဲ့တာဖြစ်ပါတယ်ပညာရေးအတွေ့အကြုံနဲ့ပတ်ဝန်းကျင်တွေကတဆင့်လဲရခဲ့ပါတယ်အောက်မှာကျွန်တော်တို့ရဲ့အကျင့်တွေဖြစ်လာဖို့ကျွန်တော်တို့အပေါ် မ်းမိုးမှုအများဆုံးအရာကစပြီးအစီအစဉ်အလိုက်ဖော်ပြပေးလိုက်ပါတယ်။မိဘများကောင်းရာညွှန်ပြသူဆရာများအလွတ်ပညာရေးစာအုပ်ဖတ်ရှင်ဘဝသင်ခန်းစာများအမှားများကြာရှုံးမှုများမှတစ်ဆင့်ရရှိခဲ့သောသင်ခန်းစာများနီလန်တကြသင်ကြားသောပညာရေးယဉ်ကျေးမှုပတ်ဝန်းကျင်ညီအကိုမောင်နှမများဇနီးခင်ပေါ်မိတ်ဆွေများကျောင်းလီဖတ်များလောက်ပေါ်ခိုင်ဖတ်များဘိုးဖွားများ အိမ်တော်ဖတ်ဆွေမျိုးများအတင်းသားအဖွဲသားများနိုင်ငံကျော်လူသိရှင်ကြားပုဂ္ဂိုလ်များနမဲကြီးမင်းသားမင်းသမီးများကျွန်တော်တို့ဘဝမှာ တည်ဆောင်လာတဲ့အကျင့်တွေအတွက်လွှမ်းမိုးမှုအရှိဆုံးပုံကိုယ်တွေအကြောင်းထက်ပြီးနိုင်နိုင်ရွှေရွှေဆက်စုကြည့်ရှင်ပါတယ်မိဘများအခုချိန်ထိကျွန်တော်တို့ယူလာတဲ့အကျင့်ကောင်းအကျင့်ဆိုးတွေအများစုဟာမိဘတွေစီကဖြစ်ပါတယ်အရွယ်ရောက်ပြီးသူတွေရဲ့အကျင့်အများအပြားဟာကလေးဘဝတွေကရခဲ့တဲ့အကျင့်တွေပဲဖြစ်ပါတယ်ကလေးဘဝမှာမိဘတွေလောက်တာတွေကိုကြည့်ပြီးကောင်းကောင်းဆိုးဆိုးအတူယူလေးရှိကြပါတယ် ကိုထူကိုထစူးစားပြီးတန်းကြွယ်တတိဖြစ်လာတဲ့လူတွေနဲ့ဆင်းရဲတဲ့လူတွေဟာကောင်းကျင့်တွေဆိုးကျင့်တွေကိုသူတို့မိဘတွေစီကမသိပဲယူခဲမိတာဖြစ်ပြီးသူတို့တောင်မသိပဲသူတို့ဘဝတွေကတတိဘဝဆင်းရဲသားဘဝတွေအဖြစ်ရောက်အောင် အကျင့်တွေကလမ်းပေါ်တင်ပြလိုက်တာဖြစ်ပါတယ်အဆက်အလက်တွေရတန်းကြွယ်တတိ 85ရာခိုင်နှုန်းဟာသူတို့မိဘတွေစီကအကျင့်ကောင်းတွေရလိုက်ကြတာဖြစ်ပါတယ်။ Brown တက္ကသိုလ်ကလုပ်ခဲ့တဲ့သူတည်သနာမှာတော့မိသားစု9000နီးပါးကိုလေ့လာတာဖြစ်ပါတယ်။အဲ့ဒီမှာကလေးတွေရဲ့အကျင့်တွေကအသက်6နှစ်နောက်ပိုင်းမှာအပြောင်းအလဲသိမ့်မရှိတော့ပါဘူးလို့ဖော်ပြထားပါတယ်။ကလေးတွေဟာမိဘတွေစီကအတုခိုးတော့မိဘတွေကကလေးဘဝအောင်မြင်ရေးညွန်ပြပေးတဲ့ဆရာတွေဖြစ်လာနိုင်ပါတယ်။ကလေးတွေအောင်မြင်ဖို့အတွက်အလေးအကျင့်ကောင်းတွေသင်ပေးပြီး ဝအောင်မြင်ရေးမှာအထောက်အကူဖြစ်စေပါတယ်။ကျွန်တော်လေ့လာချက်အရာစ조사ပြီးတန်းကြွယ်တည်ဖြစ်လာသူတွေမှာမိဘနှစ်ယောက်တည်းကတစ်ယောက်ကအောင်မြင်ရေးအကျင့်ကောင်းတွေတင်ကြားပေးခဲ့တာဖြစ်ပါတယ်။တန်းကြွယ်တည်3-4ယောက်ကိုကြီးလိုက်ကြရအောင်။